အန်ယူဂျီကသူ့ဘာသာသူငူချထားပြီးသားရှိတယ်။သူကဒေသန္တရဂျာပြအစိုးရဆိုဖွဲ့တယ်။ဆက်ဖွဲ့ပြီးသူတို့ပဲအဲ့အစိုးရမှာပါပြီးတော့အဲ့အစိုးရနဲ့ဆက်ပြီးတော့သူတို့ run သွားမယ်ပေါ့။အဲ့ဒီလိုအစီအစဉ်သူတို့ချထားပြီးသားဖြစ်တယ်။ဒါကြောင့်ဘယ်သူပြောတာမှနားမထောင်တော့ဘူး။သူတို့အစိုးရဂျာပြအစိုးရဆက်ဖွဲ့မယ်။အဲ့ဒါသူတို့လူတွေနဲ့ပဲဆက်ဖွဲ့မယ်။အစ်အတိုင်းတိုက်ဖို့ပါညာဆိုသူအာယုံသိမထားတော့ဘူး။သူတို့ဘဝတွေကလုံခြုံသွားပြီဆိုတဲ့အခါမှာသူတို့စစ်အနိုင်တိုက်ဖို့အဲမြမပြည်သူတွေလွတ်မြောက်ဖို့ဆိုတဲ့စိတ်က ဒုတိယဒန်စာရောက်သွားပြီခင်ဗျာစီးတရားကြီးလေအဲ့တတ်တတ်ကချုံထွက်သွားပြီတော့တိုက်တာပဲတိုက်တာပြီးတော့အကုန်လုံးပြီးတော့ဒီပြီးတော့တိတ်ပြစ်တာပဲအဲ့တော့သူတို့က energy လိုတက်ကြီးရှိတာမဟုတ်ဘူးအဲ့လိုပဲအဲ့တက်ထရထူးကျွန်တဲ့တက်ကလည်းတက်တန်နေပြီးတိုက်ပြီးတော့တိတ်မလိုက်တာစီးတရားဓမ္မစကတိတ်မလိုက်တာကူလည်းပဲနည်းမြမှာရှိတဲ့တက်တိကိုပေါင်းပလိုက်ပေါင်းပြီးနည်းမြတွေတိတ်လိုက်တိတ်ပြီးတော့အီယိုနဲ့တိုင်ပြီးပြီးတော့လာကျွန်တော်တို့ဒီပြီးတော့တိတ်မှုကိစ္စတွေကိုလှုပ်လို့ရှိရင်ရတယ်အတိကတက်နေရှိတယ်နည်းမြတွေရှိတယ်ဆိုလို့ရှိရင် ရတာပဲလေဖောက်ထွက်လို့ရတာပဲခဲအန်ဒီဂျီကထိပ်ပိုင်းကအချောင်းသမားတွေကိုဘာစောင့်နေကြလို့လဲခင်ဗျာရပါတယ်ဖောက်ထွက်လို့ရတယ်ဒါမှဖောက်ထွက်ခြင်းနဲ့စိတ်ရှိဖို့လိုတယ်လေကိုယ့်ကိုယ်ယုံကြည်မှုရှိဖို့လိုတယ်လေအချိန်၃လရှိတယ်အော်တိုဘန်တို့မှာဒီဇင်ဘာမှာအန်ယူဂျီဟာသူဟာပြည်သူလူထောက်ခံတိုက်တဲ့အဖွဲ့အစည်းဟုတ်လားမဟုတ်လားဆိုတာ၃လအတွင်းမှာအဖြေပေးလိမ့်မယ်စစ်နေအောင်ဘယ်လောက်တိုက်နိုင်လဲဆိုမတိုက်နိုင်တော့ဘူး तू ကဒီတိုင်းပဲသူ့ဘာသူဒေါက်တာအစိုးရတစ်ဖွဲ့ဖွဲ့ပြီးဆက်အုပ်ချုပ်သွားမယ်ဆိုရင်သူ့သဘောပေါ်ပြီလား ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီအပတ်စဉ် The Glutton Post Signature Exclusive Interview ကိုရှိရှိပေးရမိပါတပီတို့များခင်ဗျာဒီတစ်ခါတော့ကျွန်တော်တို့ဒါနိုင်ငံရေးလေးလာတုံတူဦးချင်းမင်းကိုအခုလက်ရှိမြန်မာနိုင်ငံဒေါ်လာရေးအခြေအနေ NUG ရေလုံပုံကန်ပုံတွေအပေါ်မှာအာဒါအများပြည်သူပိုပြမလက်လာသိရှိနိုင်အောင် သုံးသပိတ်ဖို့ကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်။ဆရာအခုလိုကျွန်တော်တို့ကိုချင်ပေးတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ပါပြီ။ဟုတ်ကဲ့ဆရာပထမဆုံးအနေနဲ့ကျွန်တော်ဒါဆရာကိုဆွေးနွေးဖို့ဖိတ်ခေါ်လိုတာကတော့ဒါခုချိန်မှာတော်လှန်ရေးအင်အားစုတွေအနေနဲ့အင်အားစုစီပြုမှပူပေါင်းတဟာမျိုးတွေပေါ်ဆောင်ဖို့ဖြစ်စေ NGO အပြောင်းလဲလုပ်ဖို့ဆိုပြီးတော့အတန်မျိုးစုံထွက်နေကြတယ်။ဒါပေမဲ့ခုချိန်ထိဒါလာမယ့်မကြာခင်မှာပဲနှိကုံတော့မယ်။ဘာမှတိတိပပပြည်သူကိုချပြပေးနိုင်နေဟာမရှိသေးဘူးပေါ့။ ဒီဟာဒီလိုဟာမျိုးတွေကတကယ်ဖြစ်လာနိုင်ဖို့ခက်ခဲတဲ့ဟာဘာကြောင့်ဒီလိုကြံ့ကြံ့နေတယ်လဲဆိုတော့ဆရာဟောတာဆွေးနွေးသုံးသပ်ပေးပါဦးမယ်အန်ယူဂျီကသူ့ဘာသာသူမူချထားပြီးသားရှိတယ်။သူကဒေသန္တရဂျပြအစိုးရဆိုဖွဲ့မယ်။ဆက်ဖွဲ့ပြီးသူတို့ပဲအဲ့အစိုးရမှာပါပြီးတော့အဲ့အစိုးရနဲ့ဆက်ပြီးတော့သူတို့ရန်သွားမယ်ပေါ့။အဲအဲ့ဒီလိုအစီအစဉ်သူတို့ချထားပြီးသားဖြစ်တယ်။ဒါကြောင့်ဘသူပြောတာမှနားမထောင်တော့ဘူး။သူတို့အစိုးရဂျပြအစိုးရဆက်ဖွဲ့မယ်။အဲအဲ့ဒါသူတို့လူတွေနဲ့ပဲဆက်ဖွဲ့မယ်။ အစ်အတိုင်းတိုက်ဖို့ပါညာဆိုအာယုံသိမထားတော့ဟိုအရက်စကားပုံစံပေါ့ပုံဝင်လင်းပြောင်ပြောမှာဆိုရင်အဲသူတို့စစ်တိုက်ဖို့အနိုင်တိုက်ဖို့စိတ်မရှိတော့ဘူးစစ်အနိုင်တိုက်မယ်လို့လည်းရမယ်လို့သူမယုံကြည်တော့ဘူးဘာလို့လဲဆိုတော့ဓာတ်တွေကလည်းပါလဲဆိုတော့သူတို့ကအားလုံးမိသားသူတို့ကိုယ်တိုင်ကမိသားစုအားလုံးကသူပြည်အမေရိကန်ပေါ့နိုင်ငံခြားရောက်နေကြပြီလူ3000လောက်ရှိတယ်ဩစတြေးလျရောက်နေကြပြီဆိုတော့သူတို့ဘဝတွေကလုံခြုံသွားပြီဆိုတဲ့အခါမှာသူတို့စစ်အနိုင်တိုက်ဖို့အဲမြန်မာပြည်သူတွေလွတ်မြောက်ဖို့ဆိုတဲ့စိတ်က ဒုတိယဒန်စာရောက်သွားပြီပေါ့အဖို့ပင်လင်းပြောရင်တော့ဥယီမုံရဲ့စကားလေးပေါ့လေမပွင့်တပွင့်ပြောကြချက်အရာဆိုလို့ရှိရင်ဒါစကမာပါဆွေးနွေးမယ်လို့ပြောလိုက်တော်လိုင်းအင်အားစုတွေအနေနဲ့ရင်းပယ်မယ်မတင်ဘူးလို့ဒီဒီပြောလာပြီအဲ့ဒါဂိတ်ဂိတ်ဆုံးသွားပြီဂိတ်ဆုံးပြောရင်အဲ့လိုလောလောဆယ်တော့အဲ့လိုအခြေအနေရှိပါတယ်နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဒီလွန်ခဲ့တဲ့ရပ်ပိုင်းအတွင်းမှာဒေအရဝတီနဲ့ဘုချုံထွန်းမြင့်နိုင်ရွယ်လေးရဲ့ခေါင်းဆောင်ပေါ့နော်အင်တာဗျူးလုပ်တဲ့ပုံမှာ ဝရှုထွန်းမြင့်နိုင်မှချက်တချို့ရှိပါတယ်အဲ့ဒါကဗမာရင်အားစုရဲ့အနေနဲ့အတိတ်ကနိုင်ငံကြီးအရာသာဟောတိုင်းသားတွေနဲ့တစ္ဆာကတိတိဆာမတီးဘဲနဲ့သူတို့ဘာသာသူတို့အချင်းချင်းတက်တက်ခါကြံကျွန်တော်တို့ပြန်ထထခဲ့ခံရတဲ့ဆိုတော့အတိတ်ပင်နဲ့တူတဲ့မှချက်တခုပါလာပါတယ်ဆိုတော့ဆရာအနေနဲ့အဲ့လိုမှချက်ပေါ်ထွက်လာတဲ့ပုံမှာဘယ်လိုမြင်လဲအံ့ဩသွားလားဒီအခုလက်ရှိ NUG ဆိုတော့မှအများစုဗမာအင်အားစုတွေကိုအများစုကိုစားပြုနေတဲ့ တိုင်းဒေသလူမျိုးဒေါ်လာရင်းအားစုတွေနဲ့ပူးပေါင်းနေတဲ့အင်အားစုတွေအနေနဲ့အဲ့ဒီမှတ်ချက်ပေါ်မှာဘယ်လိုသုံးသပ်သင့်လဲလို့ရှားမြင်တယ်လဲပြောဟိုသူတို့ကဘဝနဲ့ခံစားရတာလေသဘောတရားနဲ့ခံစားရမှုတကယ်ခံစားရတာခုနကသူတို့ကိုလိုအပ်တဲ့အချိန်မှာအလုတ်သမားခေါ်လို့ခေါ်တယ်ဓမင်းစားပွဲကြတော့မပါတော့ဘူးဆိုတာဒါအယိုးအရှင်ဆုံးပြောလိုက်တာပဲရှင်းပြောရင်နိုင်ငံရေးစကားကြီးနဲ့တိုက်ခိုက်လည်းမလို့ခြင်းဘူးရှေ့ကျောင်းနောက်ကျောင်းတွေလည်းပြောမလို့ခြင်းတော့ဘူးအဲ့ဒါမှမလို့သူတို့က အဲ့လိုဖြစ်နေတယ်ဒါကြောင့်မကျွန်တော်တို့က NUG ကိုပုံပြီးတော့မယုံရဲဘူးเนาะယုံလိုက်ရင်ဘိုက်တလုံးနဲ့ကြံခဲ့လိမ့်မယ်အဲ့ဒါလို့စိုးရိမ်နေဆိုတာဒီတဲ့ရှင်းတာတော့မရှိဘူးပေါ့အဲ့တော့အဲ့ဒီဟာကို NUG အနေနဲ့ဘယ်လိုပြုပြင်မလဲအဲ့တချို့ဗမာတွေတချို့အနေပါပေါ့လေဘုံကြီးတစ်ပါးဆိုရင်ဒါလိုမပြောသင့်ဘူးပေါ့ဒါလူမျိုးရေးစာနဲ့စိတ်တွေ gravity မပြောက်သေးဘူးပေါ့အဲ့ဒါဆိုတော့ကျွန်တော်ကတော့မှတ်ချက်ရေးလိုက်သေးတယ်ဟာမဟုတ်ဘူးတို့ကခံစားချက်ရှိလို့ခံစားခံစားရတဲ့လူတွေဟာကိုယ်တိုင်ခံစားထားတယ်လို့ပြောပိုင်ခွင့်ရှိတယ်အမှန်လဲအမှန်ပဲအဲ့တော့ကျွန်တော်တို့က NUG နင်းတဲ့ဒါကိုသင်္ကန်းစာယူပြီးတော့ပြုပြင်သင့်တယ်ကျွန်တော်ဒီလိုမှတ်ချက်တောင်ပေးလိုက်ပါတယ်ဘာလို့ဆိုတော့အခု NUG လုပ်နေတာအဲ့ဒါပြီးမှမှာတော့မင်းတို့ငါအောက်ဝင်ကြဒါပဲငါအောက်မဝင်အဲ့ဒါမင်းတို့ရန်သူပဲဟိုတော့အခုတော့ရန်သူတော့မဟုတ်တော့ပါဘူးငါအောက်မဝင်ငါနယ်မဖြတ်နဲ့ငါဘာမှမပေးဘူးအဲ့အဲ့လိုသဘောထားရှိတယ်ပေါ့လေအဲ့တော့တိုင်းသားတွေနဲ့ပတ်သက်လို့ကတော့တို့လျှော့လိုက်ပါဘလို့လျှော့လိုက်လဲဆိုတော့ లై သူတို့ကိုယ်တိုင် లై ဆွေးနွေးတယ်ပေါ့လေမကြင်ဟိုသွားတယ်နောက်တစ်ခါပလောင်ဘက် PNL ကိုသွားတယ်ချင်းကိုသွားတယ်ကရင်ကိုသွားတယ်သူတို့ကိုယ်တိုင် တော်တော်လျှော့ပြီးတော့ကျွန်တော်တို့လျှော့ပေးဖို့စဉ်းစားမယ်လို့အဲ့လိုတော့ထင်မြင်ယူဆရတယ်ပေါ့လေသို့တော်လည်းပဲဒီလောက်နဲ့မရဘူးလေအဲ့ဒါအခြေခံဥပဒေအမူကြမ်းကိုတင်ပြရင်တင်ပြမတင်ပြရင်လည်းပဲကျွန်တော်တို့ဒီလွတ်မြောက်သွားတဲ့အခါမှာတစ်ကကျွန်တော်တို့အခြေခံဥပဒေဆွဲမယ်ဆွဲတဲ့အခြေခံဥပဒေမှာဓာရီပါမယ်နော်တစ်ကခင်ဗျားတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်လုံးဝလွတ်လပ်စေရမယ်နော်နောက်တော့အဲ့အဆင့်ကနေပြီးတော့ကိုယ်ပဲပြတ်တန်းခွင့်နဲ့ကြော်တဲ့အမျိုးကိုလည်းပဲခွဲထွက်ခွင့်ရလွဲလို့ယူမယ်ဆိုရင်လည်း ကျွန်တော်တို့ဒီနေ့အဆင်သင့်မယ်မကန့်ကွက်ဘူးဒါမျိုးတွေပေါ့အဲဒါမျိုးတွေပါဝင်အဲတော့ကကျွန်တော်ဖက်ဒရယ်တက်မလို့ဖွဲ့တဲ့ခါမှာလည်းစစ်စစ်ရုပ်တွေအလှည့်ကြထားမယ်နော်အဲတော့ကိုယ့်အခြေခံဥပဒေနဲ့ကိုယ်ခင်ဗျားတို့ကိုယ်ပိုင်ကိုယ်ရုံးနဲ့ပေးမယ်ကျွန်တော်တို့အခြေခံဥပဒေဆွဲရင်လည်း bottom up ပေါ့ခင်ဗျားတို့သဘောမတူဘဲနဲ့ကျွန်တော်တို့ဒီအခြေခံဥပဒေကိုအတိမပြုဘူးခင်ဗျားတို့နဲ့ကျွန်တော်တို့ဒီလိုတွေတိုင်းတယ်ပဲအဲ့လိုတိတိပပအာမခံတဲ့ခါမျိုးဒီနေ့ဒီလုံးဝပြောထားတာမရှိဘူးဘယ်လိုလုပ်ယုံမလဲအဲ့ဒါကိုဘုရားထုံးမြတ်နေကတော့အသေးစိတ်ပြောမနေတော့ဘူးပေါ့ဗျာနော် မယုံရဲဘူးဆိုတာတော့လည်းသူဖြတ်ထားတယ်ပေါ့အဲအဲ့လိုနဲ့ပတ်သက်လို့ဘုချုပ်ထွန်းမြတ်နိုင်ရဲ့ပြောစကားတွေဟာ NGO ကြီးစွာသောသတိပေးလိုက်တယ်ခင်ဗျားတို့အချိန်ပြီးပြင်ကြတော့အဲ့မို့ဆိုကျွန်တော်တို့ဒီစစ်မှာဆက်အနာကျင်ဖြုတ်ချဖို့တပေါင်းတစ်စီးဖြုတ်ချဖို့ခက်ခဲလိမ့်မယ်ကျွန်တော်ဒီလိုလဲမြင်ပါတယ်ဟုတ်ကဲ့တစ်ဖက်မှာဒါတိုင်းသားတွေဆိုတော့အခုချိန်မှာရခိုင်စုရွယ်လေးနဲ့ညှင်အတိုင်းတာတစ်ခုထိပ်ပြီးတယ်ကချင်စု KOK နဲ့ညှင်အတိုင်းတာတစ်ခုထိပ်ပြီးတယ်စသဖြင့် သူတို့တိုင်းရင်းသားနဲ့သူတို့တဖွဲ့ကကူစားပြုနိုင်ရင်လေဟာရှိတယ်လို့ဖက်ဒရယ်ယူနီကကူစားပြုနိုင်ရင်လေဟာရှိတယ်ဒါဒါမဲ့ဒီအလုပ်ကတိကဝတ်ပြုနိုင်ဖို့အတွက်ဗမာမှာအင်အားစုက NUG ကိုသွားပေးမယ်ဆိုရင် NUG ရဲ့နောက်ကွယ်ကနိုင်ငံကြီးက CRPH လာမဟုတ်ပြန်ဘူး NUG ရဲ့နောက်ငယ်နောက်ကွယ်ကနိုင်ငံကြီးအမခန့်ချပေးမိဟာက NLD လာဆိုရင်လေဟော NLD ရဲ့လက်ရှိနိုင်ငံကြီးရည်တီချက်ကအဲ့လိုမပြတ်သားပြန်ဘူးဖြစ်နေတယ် အဲ့ဒီဟာကိုဘလို့အဖြေရှမ်းရမလဲတော့ဒီကိုစပြုတ်မှုပိုင်းနိုင်ငံကြီးကတိကူကပြုတ်နိုင်တဲ့အင်အားအန်ယူဂျီမှာမရှိတာလားအဲ့ဒီကတိကပြုတ်ကိုဘေးအင်အားစုကကတိပြုတ်ရမလဲပမာကိုစားပေါ့နော်အဲအဲ့ဒါပေါ့အဲအဲ့ဒီဟာကအဓိကကီးကိုရှင်မယ်လीကီးကရှင်မယ်အတုလွှတ်ချငါလွှတ်ချလို့မရဘူးလीအတုလွှတ်ချလဲဒါ energy လုတ်လိမ့်မယ် energy လုတ်လိမ့်မယ်ဘယ်သူလုတ်ရမလဲ စီအပေးစုံလေအဲ့သူ့လွှတ်ချငါလွှတ်ချလို့မရဘူးလေအဲ့လိုလုပ်လို့မရဘူးအဒီလေးပတ်ဆက်တွေယူပြီးတော့ပတ်ဆက်တွေယူသုံးတာဘာလို့လဲပြည်သူလူထုထူထားငွေကိုဘာလို့ယူသုံးနေလဲပြည်သူလူထုကဘာလို့ကတိပြုထားတယ်လာစစ်အာဏာရှင်အောက်ကလုပ်မယ်လို့ပြည်ပြည်အောင်ဘာလို့ကတိပြုထားတယ်ဘာလို့တွေဝင်းကြီးတွေနဲ့အစိုးရအဖွဲ့တွေဖွဲ့ပြီးတော့အဲ့ဘာလို့တွေလုပ်နေလဲအဲ့လူတွေတာဝန်ယူရမှာပဲလေဟိုလွှတ်ချလေလွှတ်ချတော့ အဲဟိုတောင်းယူစရာရှိတော့မှလွှတ်ချလို့မရဘူးလေအဲ့ဒီအစိုးရအဖွဲ့ကြီးဖွဲ့ပြီးပစက်နေတုံပြီးတော့လူလူတို့အာမခံထားတာဘယ်သူလဲအဲ့ဒီဖွဲ့တောင်းခံမှာပဲလေဟိုလွှတ်ချဒီလက်ချလာမရဘူးဒါနိုင်ငံကြီးလုပ်နေတာနော်ဟိုအဲ့ဒီလွှတ်ချလို့မရဘူးလေအဲ့ဒီပုံကကြည့်လိုက်တော့ NUG မှာလုံးဝတောင်းရှိတယ်အဲ့ဒါကို NUG လုံးဝတောင်းခံအဲ့ဒါတောင်းခံဖို့ကျွန်တော်တို့လည်းအချင်းချင်းခါခါပြောနေကျွန်တော်ဆိုရင်ကျင်းဖန်များစွာပြောနေတယ်ကျွန်တော်လည်းသူတို့မကြိုက်ဘူးပေါ့ဗျာဒါပါတော့ဒါလေးကတော့အကြိုက်ကြိမ်မကြိုက်ကြပါကျွန်တော်လည်းကြိုက်အောင်ပြောနေတယ်မဟုတ်ပါဘူး အဲအဲ့တော့သူတို့မှာ NUG မှာဗာမူဝါဒမှာဖြစ်အောင်ဝေဝါးနေပြီเนาะနောက်ဆုံးစကမဆွနွေးလာရတော့မှာတော်လိုင်းအင်အားစုတွေကညှင်းပယ်မထင်ပါဘူးလို့ဗတိပြောလာပြီဆိုတော့အရေးပြအကောင့်တင်ပေါ့ဗျာသူတို့ကတော့ဘာဂရိမှာလည်းပြေးမှာမဟုတ်စစ်လဲအနိုင်မှာမဟုတ်တော့ဘူးအခုတိုင်းရင်းသားတွေသွားပြတာလည်းပဲเนาะဘာထိကြတဲ့တိကြတဲ့ကျင်ကျဲတိကြရင်ကျွန်တော်အာမခံချက်တွေပြေးနေတာမဟုတ်ဘူးအဒီပေါ်မှာ NLD ပါတီကြီးကခုမပြုလို့အဲ CR base ကပဲအဲ့လိုစီရင်ပေးနေမယ်ဆိုရင်တော့ဒါဘသူက တာဝန်ခံပြီးတော့လုပ်နေလဲဆိုတော့မြင်သားနေတာပဲအဲ့ဒါတော့ NUG ပဲလေအာဆိုတော့ဒီ NUG ပဲဆိုပြမကျွန်တော်တို့သွားသုံးသက်တဲ့ချိန်မှာတစ်ဖက်မှာဒါ NUG ရဲ့လက်ရှိပေါ်ထွက်လာမှုနဲ့ပတ်သက်ရမိခွန်းနေလဲဝိုင်းထုတ်ကြမှာ CRPH ကဝန်ကြီးဒီခံပေးတယ်လို့သုံးမို့အဲ NUG ရှိကပဲချတာရွှေပြောင်းပါနောက်ကွယ်ကနေနိုင်ငံကြီးအရာ balance လုပ်တယ်လို့ဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာ NUG ခေါ်ထားတဲ့ညီလာခံမျိုးကနေတောင်း ထွက်လိုက်ပြီးမှဘာမှတဲ့ UCC ကိုရှိလို့ရှုပလိုက်တဲ့ဟာမျိုးတွေလည်းရှိပြန်တယ်ဆိုတော့အခု NUG ကိုသွားပြီးမှတာဝန်ခံခိုင်းမယ်ဆိုရင် NUG မှာပါဝင်တဲ့တတိပုဂ္ဂလလာနဲ့ပြောမယ်ဆိုရင်သမရဂျီဒူဒူဝါလရှိလာလာတော့မဟုတ်ဝန်ကြီးချုပ်မဝန်ခံသားလာအဲ့လူတွေရဲ့ခေါင်းပေါ်ပြန်ရောက်မဲ့နေတာဖြစ်နေပြန်တယ်ဆိုတော့ဒီနိုင်ငံကြီးကတာဝန်ယူတာဝန်ခံစိတ်မရှိဘဲနဲ့ပြင်ဆင်လာတဲ့ဟာလာတော့မဟုတ် ဒမီနီကာကိုဝေဝအောင်လို့ပြမလွှေးချစရာရှိတဲ့ဟာဟောဒါလိမ့်ညှို့ထိုးစရာကြံခဲအောင်လုပ်တဲ့သဘောမျိုးလားဘာဖြစ်လို့စထရက်ချာကမရှိနေဘူးဖြစ်တော့ဆရာအဲ့ဒီဟာကိုဥပဒေရှူတောင်းအရာဒီဟာကိုမှန်တကယ်နေနဲ့အရှိမတိုးပဲနဲ့နှုတ်ဆုတ်လာတဲ့အနေထားဆိုရင်ဆရာအနေနဲ့ဘသူဒီမှာတာဝန်အကြီးဆုံးလို့ယူဆတယ်လေတော့ဘသူကတာဝန်ခံပြီးဝင်ကြီးဖွဲ့ဖွဲ့လေဘသူတွေက ီသူလူပတ်သက်နေတဲ့အာမခံလဲအဲ့လူတွေတာဝန်ခံရမှာပဲလေ CRPS စကားလဲသူတို့ပြောတဲ့စကားလဲ CRPS ပြောတဲ့စကားဘယ်တော့နားထောင်လို့လဲနားမထောင်ပါဘူး CRPS ကိုမေးကြည့်ပါနောက်တစ်ခါနော် NUCC ဆိုတာကြည့်တယ် NUCC ရဲ့စကားကိုလည်းနားထောင်ရလား NUCC ရောဟိုနှစ်နှစ်လောက်ကြာမှဟိုညီလာခံတစ်ခါလောက်ခေါ်နေတာလေတိုင်မလို့ရှိတယ်ပေါ့အဲ့ဒီဟာကိုဟိုလွှဲချအဲ့လူတွေကလည်း blue dress ဆိုတော့ဒီ NLD ကလူတွေပဲလေ NLD ကလူတွေပဲအဲ့ဒီဟာတွေအားလုံးပေါက်လိုက်ရင်တော့တကယ်ကိုဟလာငွေစည်းရှင်းတဲ့နေရာအစပါ အစိုးရဘက်ဖွဲ့တယ်ဆိုလို့ရှိရင်အစိုးရဆိုတာငွေစင်းစင်းစစ်ချုပ်ရှိရမယ်လေစင်းစစ်ချုပ်လည်းမထားဘူးတစ်ဆက်နေလည်းမရှင်းဘူးเนาะအဲ့ဒီတည်းကဥပဒေမျက်စိနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ NUG ဟာအစိုးရအင်အားရက်တင်တယ်လည်းမညီဘူးဒါပြင်ဒေါ်လာရင်းအင်အားစုတွေအင်အင်ကာရက်တင်နေညီလဲဆိုတော့သူကဒေါ်လာရင်းအစိုးရလို့ဒေါ်လာရင်းအဖွဲ့လို့အမိခံတာမဟုတ်ဘူးလေဒေါ်လာရင်းလို့အမိခံတာမဟုတ်ဘူးလေຫນွေဦးဒေါ်လာရင်းလို့သာကောင်းစင်တက်တာတကယ်ကြတော့အစိုးရအဖွဲ့အနေနဲ့ငါတို့က legislative ရတယ်ဆိုပြီးတော့ပြည်တွင်းပြည်ပမှာ legislative နဲ့ငါတို့ရဲ့တာဝန်ခံတယ် ်ငါတို့တာဝန်ခံတဲ့ legislation ရထားတာလို့ပြောထားပြီးတော့မှာဟာမဟုတ်ဘူးအဲ့ဒါတော့ကျွန်တော်တို့တာဝန်မခံနိုင်ဘူးပြောလို့မရဘူးလေ legislation ပါလို့អော်နေတာပဲလေပြည်တွင်းပြည်ပါအဲ့အဲ့ဒီ legislation ပါဆိုတဲ့လူကတာဝန်ခံရမှာလေနော်ဘာမှ statutory မရှိပါဘူးနော်တဖက်မှာဒါခုလောလောလတ်လတ်ဆရာငွေကြေးကိစ္စနဲ့လည်းပြောတော့ PRF ဆိုပြောမှတရားဝင်ပုံစံမျိုးဖွေးထားတဲ့ဟာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တဲ့မမမြန်နဲ့ပွေးကမြေဆိုမြတ် We love မြန်မာ foundation လာဒါဒါမမေရော tea story ဟိုဒီအဲ့အဖွဲနဲ့အခုဘန္နာကြီးအရှုပ်ထွေးရှိနေတဲ့အချိန်မှာတော့မှ UG1 ကြီးတချို့ဟိုတိုင်းထွက်လာပြီးတော့မှဒါကျွန်တော်တို့နဲ့မဆိုင်ခဲ့ပါဘူးပွေးဖိလို့တက်ပေးတာပါဆိုတဲ့ဟာမျိုးဖြစ်လာတယ်ဒါပေမဲ့တကယ်တမ်းဆိုရင်အဲ့ဒီဟာကိုကျွန်တော်တို့လေ့လာရသလောက်ဆိုတော့ PRF ရဲ့အစိတ်ပိုင်းပေါ်တော့ UG တို့ CRPH တို့ကတရားဝင်ဖွေးထားတဲ့ fundraising committee ရဲ့အစိတ်ပိုင်းနဲ့လှုပ်ရှားမှုလို့ကျွန်တော်တို့တည်ထားရဆိုတော့ဘန္နာကြီးက ဟိုအသေးစားကိစ္စမှာအသေးစားပေါ့နော်ဒါဒေါ်လာကြီးနဲ့ပတ်သက်လိုက်ဒီဟာလေးတောင်မှဒါဝေးမဖြစ်ရှင်းမဲ့နဲ့ရှောင်ထွက်ဖို့လုပ်နေတဲ့ပုံစံမျိုးဖြစ်တော့ဒီနိုင်ငံကြီးအရာတမိုင်းနဲ့ခြစ်တံဝန်ခံရမယ့်ပိုင်းမှာရောဒါတကယ်ဆရာပြောတယ်လို့ကျွန်တော်တို့လွေပါမလားအဲ့ဒီဟာကိုကျွန်တော်တို့အနေနဲ့တခြားတော်လာရှိရင်အားစုတွေအနေနဲ့ဟောပြည်သူတွေအနေနဲ့ဟောဘလို့အာတာဝန်ယူတာဝန်ခံစီနိုင်ဖို့အတွက်ပါတီတိထဖို့လိုတယ်လေဆရာဒါမှမဟုတ်ကျွန်တော်ကတော့ပြီးခဲ့တဲ့ရက်တပ်ပတ်ဖေးတော့ ကြီးငင်းခါခါတင်ပြရလေကျွန်တော်သဘောထားလေခဲအန်ယူဂျီစစ်မနိုင်တော့ဘူးစစ်မနိုင်တော့ဘူးစစ်နိုင်အောင်လေတိုက်ဖို့စိတ်ဓာတ်လည်းမရှိတော့ဘူးအဲ့ခါမှာခင်ဗျတပ်ပေါင်းစုနဲ့တိုက်ရတော့မယ်တပ်ပေါင်းစုနဲ့တိုက်ဒီလိုဒီလိုတိုက် LPDF တွေကိုအမိန်ပေးတခုတည်းအောက်ရအောင်လှုပ်သလိုလည်းကူညီနောက်တစ်ခါကုဘသာကိုတီးကြဖွဲ့ထားတဲ့တပ်တွေရှိတယ်အများကြီးပဲအဲ့တပ်တွေနဲ့လည်းမဟာမိတ်လို့စုပေါင်းတိုက်ပြီးဗမာပြည်မကြီးပြည်မတတ်တော်ဆိုပြီးတော့ဖွဲ့ အညာဒေသကိုတိတ်ထားလိုက်နေမြေလည်းရပြီပြီးမှဒီမှာတတ်တော်လည်းရပြီဆိုတဲ့အခါမှာအဲ့ကြတော့မှ EO တွေနဲ့နေပြီးတော့စုစည်းပြီးတော့တိုင်ပင်ပြီးတော့ခုနကကျွန်တော်ပြောလိုအပ်တဲ့ဂရိခံဝင်တွေရပြီပေးပြီးတော့နေပြီးတော့ဝိုင်းပြီးတော့စစ်အာဏာရှင်ကိုဖြုတ်ချအတိအကျပေးတာပဲအတိအကျပြောတာပဲနော်အတိအကျတော့ဘာမှသူတို့ဟိုမလို့ပါဘူးဝိုင်းဆဲတာပဲဝိုင်းဆဲတာပဲနော်သူတို့သူအဲ့ပြန်ဆဲတဲ့နေရာမှာတော့သူတို့တော်တော်တော်လေးဗျသူတို့လူတွေလည်းမိုးထားတယ်လို့ပြောတယ်။အဲ့ဒီပြန်ဆဲတဲ့လူကလွယ်လို့တိတိပြတ်ကြဟိုလူလူသူလူမပြန်ကြပါဘူးနော်။လှုပ်လှိုက်လိုက်လည်းမလုပ်ပါဘူး။ ်သူတို့ကသူတို့ကသူတို့ဂျာပြဆိုးကဖွဲ့မယ်ဆက်သွားမယ်ဒါပဲဆိုရင်ဒီအခုချိန်မှာဆောင်းကကျွန်တော်တို့ဘန်ဒာကြီးကိစ္စအမျိုးမှာလေတောင်းကျူတောင်းခံမှုစိတ်ကတိတ်မရှိလာဘူးသူတို့ကတစ်ဖက်မှာတိုင်းတာလဲနဲ့ကန်ရင်အစုတွေကလည်း NUG ကိုအတိုင်းတာတစ်ခုထိအဆင့်ဆွေးခေါ်ပြီးမှလက်တွေ့နေတဲ့ဟာတွေရှိပြန်တဲ့အခါကျတော့ဟိုဒါဆောင်းကကျွန်တော်တို့ပြောသလိုအကောင့်ဖက်အကြံပြောတဲ့ဟာမျိုးရှိတော့မဟုတ်ဝေဖန်သုံးတဲ့ဟာမျိုးရှိရင် ကလန်တိုက်ပြောင်းပြန်ပြုံးမဝေဖန်ထုတ်ပြမဲ့တာအဆေးဆူမဲ့ဆိုတဲ့ဟာမျိုးပုံများနေတဲ့ခါကျတော့ဒါကြီးကတော်လှန်ရှိသားကိုရှော့စီမိဟာလာတော့မဟုတ်ဘလို့မှပြင်လို့မရတော့ဘူးလားသူတို့ပြိုလေးတဲ့ဟာကိုအရင်ဆောင်ပြောမှတော်လှန်ရှိအင်အားစုအတိပေါ်အောင်လုပ်ရမလားတော့မဟုတ်ခုလိုမဖြစ်မနေဗမာရင်းနေနဲ့အင်အားတွေစုစည်းပြီးတော့ဗမာကိုကိုစားပြုတ်နိုင်တဲ့တော်လှန်ရှိအင်အားစုပေါ်အောင်မဖြစ်မနေလို့ကိုလုပ်ရမလား UNG ်ဂျူလေးတွေဟာကိုပဲထိုင်ပြီးတော့မဆောင်ရမလားဘလို့ဖြစ်ရှင်းရမလဲနီလမ်းမရှိတော့ဘူးလားပြဿနာရှိနီလမ်းရှိတာပေါ့ဘယ်နဲ့နီလမ်းမရှိအောင်မယ်ကျွန်တော်တို့ကရှင်းနေလုပ်နေတာပဲကျွန်တော်တို့အမှုလာအိုက်ရအမှုတရားလာအိုက်60ဟာအမှုမကောင်းအဲ့မကောင်းတဲ့အမှုတွေကြမ်းဖက်ဖောက်ထွက်ပြီးတော့ဥပဒေတိုက်ရတာ60တော့အမှန်နေကြီးပဲအဲ့အမှန်နေကြီးပဲခက်တကယ်ကျူးလွန်ထတာပြပြမှုဆိုရင်လည်းပဲတကယ်အဲ့ဒီဟာတွေကိုကျွန်တော်တို့ကနေပြီးတော့ဥပဒေမျက်စိနဲ့ပြန်တက်တာအောင်လုပ်ရတယ်လာတက်တာကွင်းဘယ်လိုလုပ်ရလဲကင်းလို့ခွင်တွေဘယ်လိုကျွန်းဝင်လဲ အဲ့လိုလုပ်ပြီးဖောက်ထွက်ရတာနော်ကျွန်တော်ရှင်းနေလိုက်တယ်ရှင်းနေလိုက်တဲ့နေရာမှာဟိုဒီလိုလက်ဆိုးပြီးလိုက်တာလို့လွယ်တာပေါ့ဗျာတကယ်ဥပဒေနဲ့လိုက်မယ်ဆိုရင်အမှန်တကယ်ခဲပါလေဒါပေမဲ့ကျွန်တော်တို့ဖောက်ထွက်တာပဲအဲ့လိုပဲအခုနိုင်ငံရေးမှာလည်းခင်ဗျာဘာဖောက်ထွက်နိုင်ကြရှိလဲခုကျွန်တော်ပြောတာဘာလို့မလိုက်နိုင်ကြရှိလဲခဲတော့ energy ကဥဆောင်နိုင်ဥဆောင်ဘလို့ဥဆောင်လဲ PDF တွေကိုခင်ဗျားတို့ comment တစ်ခုတွေ့ရအောင်ထောက်ပံ့ခင်ဗျားတို့စီယုံနောက်တရားတက်တွေကိုလည်းစီယုံမြန်မာပြည်မကြီးတက်ဆိုပြီးတော့ခင်ဗျားတက်တော်ဆိုပြီးဖွဲ့ ဖွက်ပြီးတော့အညာဒေသကိုသိမ်းသိမ်းနိုင်တဲ့နေရာတွေကိုသိမ်းသိမ်းပြီးမှ EO တွေနဲ့တွဲပြီးနေပြီးတော့ဝိုင်းအဲ့ဒီလောက်ဗမာလိုပြောတာဗျာဒီလောက်သူတို့လည်းဗမာတွေပဲဗမာစကားတတ်ပါတယ်မလုပ်ပါဘူးเนาะငါတို့အဝင်ငါတို့အဝင်ဆိုတော့လေသူတို့ကဘလောက်ပတ်ဆက်ပေးနေလို့လေခမရလက်အောက်ခံတက်နေမှာခမရလက်နဲ့တွေမစုံဘူးကြီးတွေမစုံဘူးရိတ်ခါတွေမစုံဘူးခမရအဲ့ဒါဘလောက်လောက်ပြီးနိုင်အောင်တိုက်မယ်ခမရအဲ့ဒါဒါမှမဟုတ်ကျွန်တော်စနစ်တကျသုံးခွင့်ပတ်စံတွေရတဲ့ပတ်စံတွေကိုခမရတို့စင်းစစ်တွေထားကြာနာလို့ ဟုတ်လားခင်ဗျာတယံဇာတရရတယ်ကိုကြီးကနဲတာမဟုတ်ဘူးကဲ2024ခုမေလ9ရက်နေ့ကထုတ်တဲ့ NRI ရဲ့တဝင်ထုတ်တဲ့စာမှာတယံဇာတရရတယ်ကိုကြီးကဂရေကြက်ငွေဂရေဂရေပေါင်း480ရှိတယ်ဘီလီယံဘီလီယံဘီလီယံ480ရှိတယ်ရွှေ16ပိတ်တာရှိတယ်အတနှစ်ထဲရတာနော်အဲ့ဒီငွေကစစ်တိုက်နေတာဗောဒါမှစီးရင်မရှိအင်းမရှိဘူးဘယ်လိုလုပ်စစ်နိုင်တိုက်တဖက်မှာဆရာတို့အကြံပြုတွေပဲနားမထောင်ဘူးအပြောင်းလဲလဲမလုပ်တဲ့ခါကျတော့တဖြည်းဖြည်းဒီတိုင်းသွားရင် ပြိုလိမ့်မယ်လမ်းကိုဦးတည်တော့မှာ哦ဆိုတော့ NUG ကလည်းကျွန်တော်အကြံပြုချက်ဒီဝေဖန်သုံးသချက်ဒီလက်မခံတော့ဘူးဆိုတော့တခြားနည်းကိုထူဖောက်ပြီးတော့မှဟိုဟိုတဖောက်ကပေါ်လာတဲ့ဥမာဟို NRA ပေါ့နာ Nationwide Revolutionary Alliance ပုံစံဟာမျိုးနဲ့ကိုဖုတ်ထုတ်ပြီးမှဒီဗမာအင်အားစုကိုစူးစိမဲ့အင်အားစုလုံနေတာလားအဲ့လိုမလုတ်ပြန်ဘူးဆိုရင်လည်း NUG နဲ့အဆန့်ကျင်ဖြစ်ဖြစ်တဲ့လူတွေကို အမြတ်ပြည်သူအများစုကလည်း NUG မှ NUG ဆိုတဲ့ပုံစံမျိုးအယူမှုဖြစ်နေကြတဲ့ခါကျတော့ဘန္ဒန်ငွေရက်ကူညီတဲ့ဟာမျိုးတွေဩအခက်ခဲရင်ဆိုင်တဲ့ local အင်အားစုဟာမျိုးတွေကျွန်တော်တို့ရှိခဲ့တယ်ဆိုတဲ့ဟာလည်းထပ်ထအထောက်ထားရှိတဲ့ခါကျ NUG ကလည်းအပြောင်းလဲမလုပ်ချင်ဘူး NUG ကပြောင်းလဲမလုပ်တဲ့ရွေးကတော့ဘရောမလာအကောင့်ဖဲဥတီတော့မှမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးအခြေအနေရောက်တယ်ဆိုတချမ်းကြီးမရှိတော့ဘူးလားဘာဒါအဆိုးအလေးလျှော့ရတော့မှလား မဟုတ်ကျွန်တော်ကအဲ့ဒီဟာကိုစာရန်လေးရေးထားပါတယ်ဒီမိုလက်စီစဉ်ရှိပါတယ်ရှင်းရှင်းပဲဗျ NUG ကိုသွားပြီးတော့ကျွန်တော်တို့ဟာမဟုတ်ဘူးမင်းတို့မလုပ်နေတော့ငါလုပ်မယ်ဆိုလို့လည်းမရဘူးဒါလည်းမရဘူးမဖြစ်လည်းမဖြစ်နိုင်ဘူးလေလုပ်မယ်လို့ပတ်ဆက်ရှိအောင်မအောင်ပတ်ဆက်ကသူတို့ကင်ရတာအတိတ်ချက်ပေါ့ဗျာနှိချက်နေနေတော့ပါလေဆို NUG လည်းမလုပ်တော့ဘူးဒါဆိုဒီတိုင်းထိုင်ကြည့်နေမှာဆိုမဟုတ်ဘူး NUG အောက်မှာတက်တယ်ရှိတယ်အများကြီးပဲနော်ရိတ်ခါမပြည့်စုံတဲ့လက်နဲ့မပြည့်စုံတဲ့ကြီးမပြည့်စုံတဲ့တရားတက်တမျိုးပေါ့ဗျာတက်တယ်အများကြီးရှိတယ်နောက်တစ်ခါ တိကျတက်တယ်လေအများကြီးပဲမောင်ဆောင်ခါတို့တက်တယ် PL တို့တက်ပြီးဇေယဝင်းတို့တက်တယ်နော် PL တွေတက်တယ်နော်ဘုန်းကားတို့တက်တယ်အစပြုအဲ့လိုအားကြီးပဲနောက်တော့က NR တွေလို့အဖွဲ့အစည်းမျိုးလို့ဟာမျိုးတွေလူပေါင်းတက်တို့ကတက်ဖွဲ့တယ်တက်တယ်အဲ့တက်တယ်လည်းရှိတာပဲအဲ့တော့အဲ့တက်တယ်ကိုကျွန်တော်ပြောချင်တာတော့အထူးဖြင့် NUG အောက်ကတက်တယ်တိကျတက်တယ်ကိုကျွန်တော်ကြံပြောပြောချင်တာတော့ခဲတော့ NUG ဘ ਹੁ ဆိုတဲ့ဟာကိုခင်ဗျတိတ်ရောအကောင်းနဲ့တိတ်မထဲ့နေတော့ကိုဘာသာကိုကြီး ကိုရောက်တဲ့နေရာတွေမှာနည်းမြေတွေကိုတိမ့်ထားပြီးတော့ကိုတက်တွေနဲ့ကိုအုပ်ချုပ်ရေးထူထောင်ပြီးတော့ပြီးတော့မှကိုအချင်းချင်းတွေတက်ချင်းချင်းတွေကိုလက်ချင်းချိတ်ချိတ်ပြီးတော့မှအဲ့မှာဒီကိုနည်းမြေတွေနဲ့တက်တွေနဲ့ချိတ်ထားပြီးဆို NUG ထိပ်ပိုင်းဆိုတဲ့ NUG ဗဟိုစာကြီးကိုတိတ်ခေါင်းထဲမှာထည့်မထားနိုင်တော့အဲ့ဒီတပ်ပေါင်းစုတွေနဲ့ကျွန်တော်တို့ ERO တွေနဲ့ပေါင်းပြီးတော့စစ်အာဏာကြီးဖျောက်ချရေးလုပ်လို့ရတယ်ခင်ဗျာစီးတရကြီးလေအဲ့တက်တက်ကချွန်းထွက်လာပြီးတော့ တိုက်တာပဲတိုက်တာပြီးတော့အကုန်လုံးပြီးတော့ဒီပြီးတော့တိတ်ပစ်တာပဲအဲ့တော့တို့ကဟိုကုဏောင်းကပြောလို့ဟိုကအန်ဂျီလိုတက်ကြီးရှိလာမဟုတ်ဘူးစီးရီးယားမှာအဲ့လိုပဲအဲ့တက်ထရထူးကျွန်တဲ့တက်ကတည်းတက်တန်နေပြီးတိုက်ပြီးတော့တိတ်မလိုက်တာစီးရီးယားဓမတ်စကတိတ်မလိုက်တာကူလည်းပဲနည်းမင်းမှရှိတဲ့တက်တော်သူတွေပေါ့မလားအန်ဂျီဘာတွေဆိုတိတ်တိုင်မင်းနေနေတော့ထိပ်ပိုင်းနေကိုတက်တိကိုပေါ့မလားပေါ့မလားနည်းမင်းတွေတိတ်လာတိတ်ပြီးတော့အီယိုနဲ့တိုင်မင်းပြီးတော့လာကျွန်တော်တို့နေပြီးတော့တိတ်မှုကိစ္စတွေကိုလှုပ်လို့ရှိရင်ရတယ်အတိကတက်နေရှိတယ်နည်းမင်းတွေရှိတယ်ဆိုလို့ရှိရင် ရတာပဲလေဖောက်ထွက်လို့ရတာပဲခဲ့အန်ဒီဂျီကထိပ်ပိုင်းကအချောင်းသမားတွေကိုဘာစောင့်နေကြလို့လဲခင်ဗျာရပါတယ်ဖောက်ထွက်လို့ရတယ်ဒါမှဖောက်ထွက်ခြင်းနဲ့စိတ်ရှိဖို့လိုတယ်လေကိုယ့်ကိုယ်ကိုယုံကြည်မှုရှိဖို့လိုတယ်လေဟုတ်တယ်ဆရာအစောနာပြောသလိုဒီစီးရီးယားနိုင်ငံမှာလွန်ခဲ့တဲ့ဒီကပေါ့နော်အောင်မြင်မှုရခဲ့တဲ့ဟာဒါမြေပြင်ကသူတို့ရဲ့ပြည်ပြည်အစိုးရဥဆောင်မှုမဟုတ်ဘဲနဲ့မြေပြင်ကဒေါ်လာရည်အညာဆိုတွေကပဲထုတ်ဖောက်တယ်ဆိုပြီး ဆိုတဲ့ဟာမျိုးကျွန်တော်တို့ဟောတာဆရာလက်ထတွေ့ထိပ်ပြမဆွနွေးခဲ့တော့ကျွန်တော်တို့တီးထားရတာပေါ့เนาะဆိုတော့ဒီလိုဖြစ်လာနိုင်ဖို့အတွက်ကိုကျွန်တော်တို့မှာခေါင်းဆောင်ကောင်းတယ်အများကြီးလိုတာဒီအခုလက်ရှိအင်အားစုတွေဒီတီးဒီမှာရှိတဲ့ဒါစီဥစီချိုလေးတွေပေါ့เนาะဒါလေးတွေစူးရှိအားနဲ့ရသလားသူတို့ကိုနိုင်ငံကြီးအရပါလမ်းပြတ်ပေးနိုင်တဲ့ခေါင်းဆောင်လို့တလာပေါ့ဘာဖြစ်လို့ဆိုအဲ့ဒီဒမတ်စကိုက်တိုက်ခိုက်အောင်မြင်မှုကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တို့ ာမျိုးတော်ကိုတင်ပြီးတဲ့နောက်ပိုင်းမှာတခြားတော်လှန်ရေးအင်အားစုအဝေးပြေးတွေကပါအခုဆိုပြန်နေဆူရှိနိုင်တဲ့နေထားတိရောက်အောင်ကိုနိုင်ငံကြီးပါတကယ့်ကိုဥဆောင်မှုကောင်းခဲ့တဲ့ဟာမျိုးကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့မြန်မာပြည်မှာကို NUG ကိုကြော်လွန်ပြီးတော့မှနိုင်ငံကြီးစီးရရဆူရှိပေးမယ်ဆိုရင်တိုင်းဒေသခေါင်းဆောင်တချို့နှုန်းကိုအပြေးဝလိုက်မှာ ဟိုမှာတကျွန်တော်တို့တိုင်းသားခေါင်းဆောင်တွေတိမှာအများပြည်သူတီးပြည်သားယုံကြည်ပြည်သားခေါင်းဆောင်တချို့ရှိတယ်မဟုတ်ဘူးဆိုရင်ဒီမြင်းပြင်းပမာအင်အားစုတွေကြမှာ NUG မှာခုတောင်ဝယူထားတဲ့သူမဟုတ်ဘူးဆိုရင်တော့ယူကြည်ရလောက်တဲ့ခေါင်းဆောင်တွေကတိတ်ဒေါ်လာရှိမှာမပါဝင်ကြဘူးဆိုတဲ့ဟာမျိုးတွေသုံးသက်ချက်တချို့လည်းရှိတော့အဲ့ဒီပုံမှာရောဆရာဘယ်လိုမှတ်ချက်ပြုလုပ်ပါလဲမဟုတ်ကွာသူပြောတဲ့ဥစ္စာတွေအားတကယ်အရေးကြီးတဲ့ကိစ္စပဲအရေးကြီးတဲ့ကိစ္စပဲ ျွန်တော်တို့ကအသက်ကြီးပြီဘဝတွေအများကြီးဖြတ်ခဲ့တာဘာလို့မှစိတ်ကူးမရဘူးစိတ်ကူးရင်စကားတွေပြောရမယ်အယူဝဲလည်းမဟုတ်တော့ဘူးကဲပြောတာဓမ္မတိတ်ထန်ကြတယ်အဲ့အဲ့ဒါကိုပြန်ဆွေးမဆွေးနွေးမယ်ဆိုရင်အယူကြီးအပြုတ်တော်ဘက်ကရက်မလားအဖြတ်တော်ဘက်ကရက်မလားအန်ဒီကောင်းဆောင်မှစဉ်းစားကြတော့ပြည်သူလူထုတွေစဉ်းစားကြနော် तू ကအပြုတ်တော်နဲ့ဆိုချင်တပ်ပေါင်းစုဖွဲ့ပြီး तू ကလည်းဥဆောင်တိုက်အဖြတ်တော်နဲ့ဆိုလို့ရှိရင်ကျွန်တော်ပြောတဲ့အစီအစဉ်တက်တရားနေပြီးစူးစီးပြီးတော့တိုက်မယ်အစီအစဉ် तू ကဖြတ်မှာပဲအဲ့တော့အဲ့အဲ့ဒီအသူဖြတ်ရင်လည်းပြတ်ပါပဲ ပေါလုဆိုရင်ဘုဒ္ဓကကြီးဘုဒ္ဓကသူ့ကသူတော်အရှင်ရလာပြီဒူဒူကထောက်ခံလာပြီဒါလို့ပန်းဆယ်လုံးနဲ့တိုက်ပေးပြီးတော့ခင်ဗျာငွေကြေးကိစ္စနဲ့တိတ်ခါချပြီးဘုဒ္ဓဘုဒ္ဓကတက်မရအောင်လုပ်လိုက်တယ်လေအဲဘလို့တော့ energy လောက်တာလေအဲ energy ကအဲ့တို့အဖြတ်တွေလုံးကတော့လုံနိုင်တယ်ဒါမှမဟုတ်ကဲအပြုသဘောလုံလာဆိုမလုံနိုင်ဘူးအပြုသဘောလည်းမလုံနိုင်ဘူးအဖြတ်ပဲလုံတယ်လို့ဆိုရင်သူ့ကိုကျွန်တော်တို့ကဘလောက်လောက်စောင့်ကြည့်နေရမှာလဲနော်အဲ့တော့အောက်ကသဘောပေါက်တဲ့လူကြီးကတတ်မှုကြီးကအများကြီးရှိတာပဲမောင်ဆောင်ပါတော်တွေရှိတယ် PL တွေတတ်နေရှိတယ်အခုပြောပြီသူတို့အတန်တွေထွက်နေပြီဘုဒ္ဓကတို့ရှိတယ်ဇေယျလူတို့တွေရှိတယ် နောက်တစ်ခါ NRD တက်တည်ရှိလာပြီလူပေါင်းတည်တက်တည်ရှိလာပြီနောက် PDF တွေလည်းအများကြီးပဲအဲ့ဒီတက်တည်ကိုနောက်တစ်ခါမန္တလေး PDF လို့လို့ဟလာမန္တလေး PDF လို့ဟာပြောတော့ NUG လက်အောက်မှာတဝက်လောက်ရှိနေသေးတာပေါ့ဗျာအဲ့ဒီကောင်းတာတော့အဲ့လိုတကယ်လည်းစုမိပြီဆိုရင်မန္တလေး PDF ကလည်းကူးပြောင်းလာပြီဆိုတော့ NUG ဆိုတာခေါင်းနဲ့ထည့်စေတာမလို့တော့အဲ့လိုနဲ့အညာဒေသကိုတင်ထားပြီးတက်တည်လည်းရှိနေပြီဆိုရင်ဗာ NUG ကသူ့အတွက်နောက်ပါလိုက်နေတယ်သူကြီးကောင်းမဆောင်နေနောက်ပါလိုက်ပေါ့အဖြတ်လောက်မယ်ဆိုရင်လည်းကျွန်တော်တိုင်းပြည်ကန်ကြမှာပေါ့ဗျာ အဲ့တော့ तू အဖြက်လုံးဖို့ကတော့ तू မှာအားရှိတယ်ဘာလို့ तू လူလူထောက်ခံမှုရတာလဲအဖြက်လုံးမယ်ဆိုရင်အဲ့လိုအပြုသမကလုံးမယ်ဆိုရင်တပ်ပေါင်းစု तू ခေါင်းဆောင်တိုက်ရမယ်ဒါမှမဟုတ် तू တပ်ပေါင်းစုကိုခေါင်းဆောင်တိုက်တဲ့အလုပ်မလုပ်ဘူးဆိုတော့ तू အဖြက်လုံးမဲ့လုံမှန်းဘက်ကိုပဲလုပ်ဖို့ပဲရှိတော့တယ်အဲ့တော့အဲ့ဒီဟာကိုလူလူကြီးကရက်ကြည့်နေမယ်ဆိုလဲအဲ့လူလူကြီးကအချင်းအချင်းကိုစောင့်ပေါ့ဗျာခင်ဗျားတို့စောင့်ကြပါဗောနော်ကြာမှာပေါ့ဟုတ်ပြီ ဆိုတော့တစ်ဖက်မှာကျွန်တော်တို့ဒီနိုင်ငံတကာနဲ့နိုင်ငံကြီးအရာကျွန်တော်တို့စစ်ကောင်စီကိုအသာစီးနဲ့ရလာခဲ့တဲ့ဟာကိုငါနှစ်ရောက်တော့မဲ့အချိန်မှာကျွန်တော်တို့အောက်ပြန်ရောက်သွားတယ်တစ်ဖက်မှာဒီမော့လိုနိုင်ငံအပြိဝတ်ထုတ်ခံခဲ့တဲ့နိုင်ငံလေးတောင်မှစစ်ကောင်စီနဲ့ကိုပူးပေါင်းပစ်လိုက်တဲ့အနေထားရုံးပါဖွှိဖွှိမပေးဘူးဆိုပြီးမှစစ်ကောင်စီရှိမှပြောထွက်လာတဲ့အနေထားဖြစ်တယ်ဆိုတော့ဒါကျွန်တော်တို့အနေနဲ့ပြည်သူတွေအနေနဲ့ရှင်းရှင်းလင်းလင်းမြင်ဖို့အတွက် တော်လှန်ရေးဥဆောင်မှုခေါင်းဆောင်တွေပေါ်မှာမူတည်တာပြည်သူတွေအနေနဲ့ ် NUG ကိုအပြင်ဟိုအပြောင်းလဲလုပ်ဖို့ကိုတော့မဟုတ် NUG ဒါပညာရှင်တွေထုတ်ပြဝေဖန်မှုကိုပြီးသူတွေအနေနဲ့လည်းလက်ခံဖို့လိုလာတော့လားဘာအားနည်းချက်တွေရှိလဲကျွန်တော်တို့ဒီဒီဟာကိုဆက်နေတဲ့ဒီလိုဟာကွက်လေးတွေကိုဘယ်လိုကျွန်တော်တို့ပြုပြင်ပြောင်းလဲလုပ်မှရှင်ပြီးမလဲဆိုတဲ့ဟာမျိုးစဉ်းစားမိတာရှိလားကျွန်တော်အချုပ်ပဲပြောလိုက်မယ်အမစကားရှိတယ်အမေနွားကြောင့်သာအဖြစ်ဖျားလာအောင်ဟုတ်လားအမေဖေးနွားကြောင့်သာအဖြစ်ဖျားလာအောင်နွားကြောင့်သာမေးတဲ့ဟာကိုဖျားလောက်မှပဲဖြေနိုင်တယ်တချို့ဟာတွေက ကိုလည်းဒီတိုင်းပဲကျွန်တော်လည်းမဖြစ်နိုင်ဘူးအဲ့တော့အချိန်သုံးလာရှိတယ်အော်တိုဘန်ဒိုမာဒီဇင်ဘာမှာ NUG ဟာသူဟာပြည်သူလူထောက်ခံတိုက်တဲ့အဖွဲ့အစည်းဟုတ်လားမဟုတ်လားဆိုတာသုံးလာတွင်မှာအပြေးပြေးလေးပဲစစ်နေအောင်ဘလောက်တိုက်နိုင်လဲဆိုမတိုက်နိုင်တော့ဘူး तू ကဒီတိုင်းပဲ तू ပါ तू ဒေါက်တာအစိုးရတစ်ခွတ်ဖွဲ့ပြီးဆက်အုပ်ချုပ်သွားမယ်ဆိုရင်လည်းသူ့သဘောပေါ့ဗျာဒါမှ20တောင်ကုန်မှာတော့ဟိုဘက်ကတော့အစိုးရဖွဲ့တော့မှာ legislation ယူတော့မှာအဲ့ဒီက2026မှာတော့ NUG ကမဖြေရင်လဲအဲ့မေကွန်း तू ဖြေရတော့မှာ ြည်သူလူထုကြီးရတယ်မဖြည့်ခြင်းလည်းဖြည့်ရတော့မယ်အဲ့ဒါပဲကျွန်တော်အချုပ်ပြောခြင်းပဲဟုတ်ကဲ့ဆရာကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်အခုလို့ကျွန်တော်တို့ကိုတောင်းပန်ဆောင်နေတုံးတပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ